အထဲဆိုင်လူကြဆောင်အချိန်ဝီနန်းတွင်အလင်းမှာအထဲရီကိုစိတ်အေးအေးထိုင်ရပြီးခိုးသွားတဲ့ဖြစ်စဉ်တစ်ခုကတော့မန္တလေးရဖြိုးအထဲဆိုင်မှာဖြစ်သွားခဲ့ပါယ။အခုချိန်မှာတော့ဆိုင်ဘက်ကကြည်ကြည်တီတီထုတ်ပြန်မှုအရာတော့ဒီမျိုးသမီးရစိတ်အေးအေးနဲ့ကိုအထဲရီကိုစနစ်တကျရွေးနေရဖြစ်ပြီးလူကြနေချင်းကို အခွင့်ကောင်းယူပြီးအထဲရီကို အစည်းလိုက်ကိုမှသွားခဲ့တာပါ။အားလုံးတည်ကြတဲ့အတိုင်းပါပဲ။အခုချိန်မှာစာဝိနေရေးချက်တဲလာသလိုကုံစည်းနှုတ်တွေလည်းအစမတန်ကြီးမြင့်လာတာ အားလုံးလည်းတည်ကြမှာပါ။ဒါကြောင့်လည်းလူတွေက စားဝတ်နေရေးပြည်လဲစေဖို့ဒူစီယံမှုတွေများစွာပြုလုပ်လာခဲ့ကြတာဖြစ်ပါ යි ။အမျိုးသားတွေကကိုယ်စိုးလူနိုင်လောက်လာကြသလိုအမျိုးသမီးတွေကလည်းလင်းရင်နဲ့တလို့အထည်ဆိုင်တွေအလောက်ကုံဆိုင်တွေနဲ့ရွှေဆိုင်တွေမှာပါခိုးလာကြတာပါ။အထူးသဖြင့်တော့အခုနောက်ပိုင်းမှာလက်မြန်တဲ့အမျိုးသမီးတွေပုံမုံများလာကြရပြီးယတနာဆိုင်ဖုန်းဆိုင်တွေကနေကိုအလေးတုံးမှုတွေလည်းများစွာ ဖြစ်နေကြတာပါ။ အခုလည်းအမျိုးသမီးတစ်ယောက်က အထယ်ဆိုင်ကနေအထယ်၄သိန်းကျော်ပိုအလစ်တုံမှုဖြစ်သွားခဲ့ပါ යි ဒီဖြစ်ပျက်ကတော့မန္တလေးကဖြိုးအထယ်ဆိုင်မှာ ဖြစ်သွားခဲ့တာပါတကူကတော့အထယ်ဆိုင်ကို လူအရန်ကြမှန်တိတိကြီးနဲ့ကို လူအများကြားစိတ်အေးလက်အေးကိုဝင်ပြီးလူချင်းနဲ့အထယ်ရီကိုရွှေကအသင့်ပါလိုက်အိတ်ထဲကိုထည့်ခိုးနေရပါနောက်ပြီးဝဲသူကိုပို့ပေးဖို့ထုတ်ထားတဲ့တသိန်းကျော်အထုပ်ကိုပါတခါလေးယူသွားခဲ့တာပါအထုပ်ထဲမှာတော့ အထည်လေးစီးပါသွားခဲ့ပြီး CCTV ရဲ့မှတ်တမ်းမှာပြန်တွေ့ခဲ့ရတာပါတကူကတော့ပင်ပင်ပပနဲ့ထမိန်တူတူပြီးအင်ဂျီနီညူကိုဝစ်စင်ထားခဲ့ရပါအဲကနေခိုးသွားခဲ့ပြီးတကူကဂျာမန်တိရောနောက်တနည်းဆန်ထလာခဲ့ရပါအင်ဂျီဥပစာတော့မလဲပဲပြန်လာခဲ့ပြီးဆိုင်ကဝင်တဲ့ကလေးတွေကအမှတ်မိသွားတာကြောင့်ပြန်လဲထွက်ခဲ့ပြီးကလေးတွေလိုက်ပန်းခေါ်လို့ပြီးသွားတာပါ။တကူမော်ရောဆိုင်ရှင်ရဲ့သဘောကောင်းစွာနဲ့အထယ်ရီကိုသာပြန်ပေးဖို့ပြောပေမယ့် တကူမှာတော့အထယ်ရီမရှိတော့ကြောင်းနှစ်သိန်းခွဲနဲ့ရောင်းလိုက်ကြောင်းပြောခဲ့ရကြောင်းဆိုင်ရှင်ကရော့ကြီးပြန်ပေးဖို့ပြောခဲ့ရပါကျူးတူပိုင်းရင်၄သိန်းကျော်တန်နဲ့ပစ္စည်းကိုနှစ်သိန်းခွဲနဲ့ရောင်းလိုက်တာဖြစ်ပြီးနောက်ထပ်ထပ်လာကိုချိန်မှမိသွားခဲ့တာပါဆိုင်ရှင်ကတော့တကူမှာရော့ကြီး၃သိန်းပြန်ပေးဖို့တောင်းခဲ့ပြီးတကူကတော့နှစ်သိန်းခွဲနဲ့ဈေးချနေရပါမရတဲ့အစုံမှာတော့အင်ဖုန်းဆက်ပြီးလာရွေးခဲ့ပေမဲ့နှစ်သိန်း9500ပဲပါလာကြောင်းအိမ်လောင်းနဲ့သာကြည်အေးပေးခဲ့ရပါ အခုလိုဗီဒီယိုတင်တာကလည်းတခြားသူတွေသိရအောင် တင်ပြထားတာဖြစ်ပြီးတခြားဆိုင်တွေနဲ့သတိထားကြဖို့တင်ပြလိုက်ရပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ရေမြို့နေမှာခင်မွန်ဖြစ်သူရဲ့တိုင်ကြမှုကြောင့်တသောင်းနံငွေဆက်ကူအတုထုတ်လုပ်သုံးဆွဲနေတဲ့ဇနီးဖြစ်သူဖမ်းမိကိန်းအလုံးမင်းမင်းလာပါမီနူးချန်နယ်ကနေပြန်လေးကြိုဆိုလိုက်ပါမွန်ပြည်နယ်ရေးမြို့နယ် နှစ်ကတွင်ကြေးရွာမှာတော့အမျိုးသမီးတဦးစက်တသားငွေစက်ကိုအထူးပြုလုပ်ပြီးအတောင်းပြုနေတဲ့အတွက်ဖမ်းဆီးခံလိုက်ရပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ငွေစက်ကိုအထူးထုံးတော့အတောင်းပြုနေသူပုံများလာတဲ့အဖြစ် Facebook စာမျက်နှာအချို့မှာလည်းငွေစက်ကိုအထူးများရောင်းချနေတဲ့ဈေးကွက် ကြဲကြဲပြက်ပြက်ရှိလာတော့လေစီအောစုတီထင်တလောက်ဖောက်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိသေးပေအခုမှဖမ်းဆီးမိခဲ့ရပါဖမ်းဆီးခံရသူအမျိုးသမီးကတော့အသက်28နှစ်အရွယ်ဒေါ်မြူလင်းလင်းဖြစ်ပြီးသူမက သူ့ရဲ့နေအိမ်မှာပဲ ကာလာပရင်တာများဖြင့်ငွေစက်ကိုအတူများကိုထုတ်လုပ်နေရပါဒါကြောင့်စစ်ကော်မရှင်လက်အောက်ခံဌာနဆိုင်ရာပူပေါင်းအဖွဲ့များကသတင်းရပြီးနောက်စက်တင်ဘာလ12ရက်နေ့မှာတော့နေအိမ်တွင်ဝင်ရောက်ရှာဖွေရမှာတပ်တေကံပြည်ချင်းများနဲ့အတူဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။ငွေစက်ကိုအတူဖမ်းမိတာတကယ်ပဲသူတို့ဟာသူတို့ထုတ်နေရတယောက်ထဲတော့မဟုတ်ဘူးအစပိုင်းမှာနည်းနည်းချင်းပဲထုတ်သုံးတာဖြစ်ပြီးဒီနောက်ပိုင်းကျမှအများကြီးထုတ်သုံးလာတာပါလက်တလောပြတ်နေတဲ့သတင်းများအရတော်မျိုးလင်းလင်းသည့်ငွေစက်ကိုတသောင်းနဲ့အတူ 330ဝန်းကျင်ဖြင့်ကားဝယ်ယူရန်ငွေချေခြင်းမှာမတင်ကားသဖြင့်ဖမ်းဆီးခံရတာလို့သိရပြီးအလားတူတော်မျိုးလင်းလင်းကအမျိုးသားဖြစ်သူနဲ့အင်အားကြီးအစီအမပြေဖြစ်ပြီးနောက်အမျိုးသားကအနာပိုင်များကို တိုင်တန်းခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတာလို့လည်းသိရပါပြီလက်ရှိတော်မျိုးလင်းလင်းကတော့သက်ဆိုင်ရာနေမြေရဲစခန်းမှာအမှုဖွင့်ထားပြီးသူမနဲ့ပတ်သက်ဆက်နွယ်သူများကိုလိုက်လံစုံစမ်းနေကြောင်းသိရပါပြီဒီအမှုနဲ့ပတ်သက်သူတွေကိုလိုက်စုံစမ်းနေကြ යි နောက်တခြားသူတွေလည်းရှိနေသေးရင်တို့သူထွက်ဆိုထားပါတယ်။ဒေါမျိုးလေးလေးတသောင်းတန်ငွေဆက်ကိုအတူများမိများထုတ်လုပ်သုံးဆဲခဲ့ပြီးကုန်မှုမသိရသေးတော့လေပြည်သူများအကြစိုးရိမ်မှုများရှိနေကြရပါဘယ်။ဗမ်းမီးရဲအစားကတော့ငွေထုတ်တဲ့မိမယောက်ျားကအိမ်ဖို့ခေါ်ပြီးခုပြေးသွားတာပါ။ပြီးတော့သူကရဲစခန်းကိုဖုံးဆက်ပြီးသူ့မိမငွေတူးထုတ်နေရဆိုပြီးတိုင်နာဖြစ်ပြီးအဲ့ဒီမှာအဖမ်းခံရတာပါ။ကားဝယ်သွားရင်အဖမ်းခံရရင်ဆိုတာမဟုတ်ပါဘူးလို့သိရပါပြီ။ ငွေဆက်ကိုတထောင်တန်များထုတ်လုပ်သုံးစွဲနေသောအမျိုးသမီးကိုစစ်ဆေးရာမှာရခင်ကလေးကရင်းကဲသွငွေတူများထုတ်ယူသုံးစွဲခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပြီးအ धिक အဖြစ်ကာလာပရင်တာကိုအ धिक အသုံးပြုကြောင်းဆက်ကူကုံမငွေဆက်ကိုနဲ့အနည်းဆက်ဆုံးတူညီစေရန်ပြုပြင်ကြကြောင်းသိရှိရပြီးတထောင်တန်အတူတွေကဘလောက်ထိရောက်နေပြီလဲသူလက်ထဲမှာဘလောက်တောင်ရောက်နေပြီလဲဆိုတာကတော့သိပူကြဖြစ်နေခဲ့ပါပြီဒီထဲမှာတထောင်တန်စုတက်တဲ့သူတွေရောရှိနေကြပြီလား စစ်ကြည့်ကြဖို့တတိပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အထဲဆိုင်လူကြဆုံးအချိန်ဝန်ထမ်းတွေအလစ်မှာအထဲရီကိုစိတ်အေးအေးထိုင်ရပြီးခိုးသွားတဲ့ဖြစ်စဉ်တစ်ခုကတော့မန္တလေးရဖြိုးအထဲဆိုင်မှာဖြစ်သွားခဲ့ပါတယ်။အခုချိန်မှာတော့ဆိုင်ဘက်က CCTV ထုတ်ပြန်မှုအရာတော့ဒီမျိုးသမီးရစိတ်အေးအေးနဲ့ကိုအထဲရီကိုစနစ်တကျရွေးနေရဖြစ်ပြီးလူကြနေချိန်ကိုအခွင့်ကောင်းယူပြီး အထယ်တွေကိုအစည်းလိုက်ကိုမသွားခဲ့ရပါအားလုံးတည်ကြတဲ့အတိုင်းပါပဲအခုချိန်မှာစာဝိနေရေးချက်တဲလာသလိုကုံစည်းနှုတ်တွေလည်းအစမတန်ကြီးမြင့်လာတာအားလုံးလည်းတည်ကြမှာပါဒါကြောင့်လည်းလူတွေကစာဝိနေရေးပြည်လဲစေဖို့ဒူစီယံမှုတွေများစွာပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်အမျိုးသားတွေကကိုစိုလူနိုင်လောက်လာကြသလိုအမျိုးသမီးတွေကလည်းလင်းရင်နဲ့တလို့အထယ်ဆိုင်တွေအလကုံဆိုင်တွေနဲ့ရွှေဆိုင်တွေမှာပါခိုးလာကြတာပါအထူးသဖြင့်တော့အခုနောက်ပိုင်းမှာ လက်မြန်တဲ့အမျိုးသမီးတွေပုံမများလာခဲ့ရပြီးယတနာဆိုင်ဖုန်းဆိုင်တွေကနေကိုအလေးသုံးမှုတွေလည်းများစွာဖြစ်နေကြတာပါအခုလည်းအမျိုးသမီးတယောက်ကအထယ်ဆိုင်ကနေအထယ်၄သိန်းကျော်ဖို့အလေးသုံးမှုဖြစ်သွားခဲ့ပါတယ်ဒီဖြစ်ပျက်ကတော့မန္တလေးကဖြိုးအထယ်ဆိုင်မှာဖြစ်သွားခဲ့တာပါတကူကတော့အထယ်ဆိုင်ကိုလူအရန်ကြမှန်တိတိကြီးနဲ့ကို လူအများကြစိတ်အေးလက်အေးကိုဝင်ပြီးလူချင်းတဲ့အထယ်တွေကိုရွှေက အသင့်ပါလိုက်အိတ်တဲကိုထည့်ခိုးနေရပါနောက်ပြီးဝဲသူကိုပို့ပေးဖို့ထုတ်ထားရေးတသိန်းကျော်အထုပ်ကိုပါတခါလေးယူသွားခဲ့တာပါအထုပ်ထဲမှာတော့အထည်လေးစီးပါသွားခဲ့ပြီး CCTV ရဲ့မှတ်တမ်းမှာပြန်တွေ့ခဲ့ရတာပါတကူကတော့ပင်ပင်ပပနဲ့ထမိန်တူတူပဲအင်ဂျီနီညူကိုဝစ်စင်ထားခဲ့ရပါအိမ်ကနေခိုးသွားခဲ့ပြီးတကူကယာမန်းတီရော နောက်တနေ့စာအောင်ထလာခဲ့ရပါအင်ကြီးဥပစာတော်မလဲပဲပြန်လာခဲ့ပြီ စိုင်ကဝေနံကလေးတွေကမှတ်မိသွားတာကြောင့်ပြန်လဲထွက်ခဲ့ပြီးကလေးတွေလိုက်ပန်းခေါ်လို့ပြီးသွားတာပါတကူမတော့ဆိုင်ရှင်ရဲ့သဘောကောင်းစွာနဲ့အထယ်ရီကိုသာပြန်ပေးဖို့ပြောပေမိတ်တကူမတော့အထယ်ရီမရှိတော့ကြောင်းနှစ်သိန်းခွဲနဲ့ရောင်းလိုက်ကြောင်းပြောခဲ့ရာကြောင့်ဆိုင်ရှင်ကရော်ကြီးပြန်ပေးဖို့ပြောခဲ့ရပါကျစုပေါင်းရင်၄သိန်းကျော်တန်နဲ့ပစ္စည်းကိုနှစ်သိန်းခွဲနဲ့ရောင်းလိုက်တာဖြစ်ပြီးနောက်ထပ်ထပ်လာကိုချိန်မှမိသွားခဲ့တာပါ ။တန်ရှင်ကတော့တကူးမောင်ရောကြီး၃သိန်းပြန်ပေးဖို့တောင်းခဲ့ပြီးတကူးကတော့၂သိန်းခွဲနဲ့ဈေးချနေရပါ။မရတဲ့အစုံမှာတော့အင်ဖုန်းဆက်ပြီးလာရွေးခဲ့ပေမဲ့၂သိန်း၈၅၀၀၀လောက်ပဲပါလာကြောင်းအိမ်လောက်နဲ့သာကြည်အပီးခဲ့ရပါ။အခုလိုဗီဒီယိုတင်တာကလည်းတခြားသူတွေသိရအောင် တင်ပြထားတာဖြစ်ပြီးတခြားဆိုင်တွေနဲ့တရိပ်ထားကြဖို့တင်ပြလိုက်ရပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။